အရင်ပိုင်းမှာတော့ချင်မူကကောင်းကင်နဂိုင်းရဲ့ဂိုင်းချုပ်အသစ်ဖြစ်လာခဲ့ပြီးတိခုတ်သမားသူတော်စင်စီကနေကျင့်စဉ်အမွေအနှစ်တွေရရှိခဲ့ပါတယ်။အပိုင်း၅၇မှာတော့တဝင်းကျောင်းတော်ကိုစတင်ပြသထားလျက်ရှိပြီးလစ်ဟာနေတဲ့ဗမောက်ခချုပ်ကြီးနေရာကိုနောက်တစ်ယောက်ခန့်အပ်တော့မှဖြစ်ကြောင်းအမိန့်တော်ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီတယောက်ကတခြားလူမဟုတ်ပဲချင်မူနဲ့ပြဿနာဖြစ်ထားတဲ့သူကုလီနွန်ပဲဖြစ်တာကြောင့်ကောင်းကင်နဂိုင်းရဲ့ခမ်းမသခင်တချို့ကစိတ်တိုင်းကြခြင်းမရှိတော့ပါဘူး။ ချင်းဖေးရွက်ကဒီသတင်းကိုမင်းဆရာဖြစ်သူထံသွားရောက်ရှောက်တင်နေပြီးဒီသတင်းကြတဲ့အခါကုလီနွန်စီမှာတင့်တော်တဲ့အရေးချင်းမရှိသေးတာကြောင့်မင်းဆရာလည်းဒီဆုံးဖြတ်ချက်ကိုစိတ်တိုင်းမကျဖြစ်နေရပါတယ်။ဒါပေမဲ့မင်းဆရာကတိတ်တော်ကယူမဆိုင်ပဲလက်ရှိသတင်းကိုရန်ကန်ရှင်မင်းမြတ်ထံသွားရောက်တင်ပြခိုင်းလိုက်တော့ချင်းဖေးရွက်လည်းအယိုအသေးပြုထွက်ခွာသွားခဲ့ပါတော့တယ်။ချင်းမူကတိခုတ်သမားသူတော်စင်ရဲ့အမွေနှစ်ကိုရရှိပြီးသွားပြီးဖြစ်တာကြောင့်ထမ်းမော်ဂိုင်းရဲ့ခေါင်းဆောင်အသစ်ဖြစ်လာခဲ့ပါပြီ။ဘိုးဘေးဆရာကဂိုင်းချုပ်ဖြစ်လာပြီဆိုတော့ပထမဆုံးအနေနဲ့ဘာလို့မလဲဆိုပြီးချင်းမူကိုမေးကြည့်ပါတယ်။ ချီမူကခမ်းမ360လုံးပညာတွေတင် जा နိုင်မဲ့နောက်ထပ်ခမ်းမတစ်ခုတိဆောက်ပေးမှဖြစ်ကြောင်းပြန်ဖြေကြားလိုက်တော့ဘိုးဘေးလည်းဒီဆုံးဖြတ်ချက်ကိုသဘောကျချီးကျူးပေးလိုက်မိပါတယ်။ဒါပေမဲ့တစ်ချိန်တည်းမှာပဲချီမူရဲ့ပေါ်ဆက်လုံးပြီးပြဿနာရှာတတ်တဲ့အချင်းစရိုက်ကြောင့်စိတ်မချနိုင်ဖြစ်နေရပါပြီ။အထူးသဖြင့်ချီမူဟာတော်ဝင်ကျောင်းတော်မှာရှေ့ရက်လောက်ပဲနေထိုင်ခဲ့ရတဲ့ဆိုပေမဲ့၃ချိန်၃ခါတိတိအကြီးအကျယ်ရှုပ်ထွေးအောင်ပြဿနာရှာဖူးခဲ့တာကိုသတိရလိုက်မိပါတယ်။ ကောင်းကင်နဲ့ဂိုင်းထဲမှာရှေးဟောင်းမွေအနစ်တွေအများကြီးရှိနေတာကြောင့်အလားတူပြဿနာတွေထပ်လို့ဖို့မစင်စားနဲ့ဆိုပြီးဘိုးဘေးကသတိပေးထားလိုက်ရပါတော့တယ်။အဲ့ဒီနောက်မှာတော့ဘိုးဘေးဆရာလည်းချင်မှုကိုနောက်ဆုံးနှုတ်ဆက်စကားပြောပြီးဘယ်တော့မှပြန်ဆုံနိုင်ခြင်းမရှိမဲ့နောက်ဆုံးခရီးစဉ်ကိုထွက်ခွာသွားတော့မှဖြစ်လို့ချင်မှုလည်းချက်ချင်းဆိုသလိုအလုံးဝမ်းနဲ့သွားခဲ့ရပါတော့တယ်။ ဒါကြောင့်လုံမန်ရွှေနန်းတော်ကြီးကနေတင်းယူလာတဲ့ပစ္စည်းတွေကိုဘိုးဘေးစီအကုန်ထုတ်ပေးလိုက်တဲ့အပြင်ကျမ်းမာရေးကောင်းအောင်ဂယူးဆိုင်နေထိုင်ရမယ့်အကြောင်းနဲ့အစားအသောက်နေထိုင်မှုပုံစံတွေကိုလည်းဘလို့မျိုးနေတဲ့ကြောင်းစိုးရိမ်စွာပြောပြမိလိုက်ပါသေးတယ်။ချင်းမှုစိတ်ထဲမှာဘိုးဘေးစီဟာလူလားမြောက်အောင်ပညာသင်ကြားပေးခဲ့တဲ့အဖိုးအဖွားတွေလိုမှတ်ယူထားတာဖြစ်လို့ဘိုးဘေးစီအပေါ်မှာအလွန်လေးစားမှုရှိတဲ့အပြင်တန်ရုံးစဉ်လည်းအများကြီးတွေ့ညှိနေခဲ့ပါတယ်။ အခုချိန်မှလည်းချင်းမူဟာပွေဖက်နှုတ်ဆက်လိုက်ပြီးကျေးဇူးတင်ကြောင်းထုတ်ဖော်ပြောပြခဲ့တာကြောင့်ဘိုးဘေးဆရာကလည်းအဲ့ဒီပွေဖက်မှုကိုတံပိုးထားကြောင်းပြန်လည်ပြသပေးခဲ့ပါတယ်။ဘိုးဘေးဆရာထွက်တော်ဖို့ပြင်းတဲ့အခါမှာလည်းခမ်းမသခင်360လုံးကနောက်ဆုံးခရီးကိုလိုက်ပါပို့ဆောင်ပေးကြပြီးနှစ်ပေါင်းတရာတိုင်အသိပညာဗဟုသုတတွေကိုတင် जा ပေးခဲ့တာကြောင့်ကျေးဇူးတင်တဲ့အကြောင်းဂိုင်းလုံးပြည်လျံထုတ်ဖော်ပြောကြားလိုက်ကြသလိုသူတို့စိတ်ထဲမှာလည်းဝမ်းနည်းမှုတွေကြီးစိုးနေကြပါတော့တယ်။ ဒီအချိန်တရှိဆိုတဲ့မဟာမျိုးပြက်ကြီးမှာတော့ရွာလူကြီးတယောက်ကမြေပြင်ပေါ်မှာနှစ်ရက်ကြာအောင်လဲလျောင်းနေလျက်ရှိတာကိုအဖိုးဆေးဆရာကစောင့်ကြည့်ပေးနေခဲ့ရပါတယ်။ဆေးဆရာကဒီလောက်နားယူပြီးရင်ကျင်းနေသင့်ပြီမဟုတ်လားပြောပြီးအခန်းထဲပြန်ဖို့ပြောတဲ့အခါရွာလူကြီးက"သူခုလိုနေရခြင်းဟာအဖိုးဆေးဆရာအိမ်ပြန်မခေါ်ပေးလို့"ဆိုပြီးပြဿနာရှာပြစ်လိုက်ပါတယ်။ဒီစကားကြတော့အန်အားသင့်သွားတဲ့ဆေးဆရာလည်းရွာလူကြီးအနေနဲ့ကို့ဘာသာပြန်နိုင်ကြောင်းပြောတော့သူ့စီမှာခြေထောက်တွေနဲ့လက်တွေရှိမနေတာကြောင့်ဘလို့လုတ်ပြန်နိုင်မှာလဲဆိုပြီးရွာလူကြီးကအရွက်တိုက်ပြန်ဖြေလိုက်ပါတယ်။ ဒီဖြေကြောင့်အဖိုးစစ်စရာလည်းအနေငယ်စိတ်ပေါက်သွားခဲ့ရပါပြီ။ရွာလူကြီးစီမှာနတ်ဖျားအဆင့်တကူအစွမ်းတွေရှိနေတဲ့အပြင်အမောင်စွမ်းအားတွေကိုတောင်တောင်းခတ်နိုင်ခြင်းရှိနေပေမဲ့အခုလိုအခန်းကိုပြန်သွားနိုင်ခြင်းမရှိဘူးဆိုတဲ့အဖြေကအဖိုးစစ်စရာပေါ်တမင်သက်သက်အပြစ်ပုံချနေတာဖြစ်ပါတယ်။အဲ့ဒီနောက်ရွာလူကြီးလဲသူဟာနှစ်ရက်လုံးလုံးဒီအတိုင်းလဲလျောင်းနေခဲ့ရတဲ့အတွက်လှုပ်ရှားဖို့ကိုတောင်အယံပြင်းနေရတယ်ဆိုပြီးအဖိုးစစ်စရာကိုအကူအညီတောင်းလိုက်ပါတော့တယ်။ ဒီလိုနဲ့မကြခင်မှာပဲသူတို့ရွာလေးကိုမထင်းမထားတဲ့ဧည့်သည်တွေရောက်လာကြပြီဖြစ်တယ်လို့အဲ့ဒီလူတွေကတော့ဘိုးဘေးဆရာနဲ့စီကန်းထိန်အကြီးကဲတို့ဖြစ်ပါတယ်။တစ်ဖက်မှာတော့ချင်းမူကဘိုးဘေးတင်ကြားသွားတဲ့အတိုင်းတာအိုးကျင့်စဉ်၊နက်ကျင့်စဉ်နဲ့နဆိုးကျင့်စဉ်တွေအကုန်လုံးစုပေါင်းထားတဲ့တာကြီးကောင်းကင်နဆိုးကျန်းကိုစူးစမ်းလေ့ကျင့်နေလျက်ရှိပြီးနေ့ရက်ပေါင်းများစွာကြာစားတော့အိတ်ဆက်ခြင်းမရှိပဲကျင့်ကြံမှုအပေါ်ဇံဝင်စားနေကြရပါတော့တယ်။ ဘိုးဘေးဆရာကချင်းမှုစီမှာစွမ်းအားမြင့်ကိုတည်းရှိနေလားဆိုပြီးရွာလူကြီးတို့စီမင်းမြန်းကြီးလိုက်တယ်လို့ဒီလောကကြီးထဲမှာဒီလိုကျင့်စဉ်ရှိနေတာကိုတခါမှမကြားဘူးခဲ့ကြောင်းပြောပြပါတယ်။ဒီစကားကြတော့ရွာလူကြီးနဲ့အဖိုးဆေးဆရာတို့လည်းဘိုးဘေးဆရာကိုတော့ဝေဝါအောင်လုပ်နိုင်လိုက်ပြီဆိုပြီးရေမောမိလိုက်ကြတယ်လို့သူတို့ကိုယ်တိုင်လည်းဒီကျင့်စဉ်အကြောင်းကိုသိပြီးတေချာမသိကြပါဘူး။ချင်းမှုလေးကျင့်နေတဲ့ဘက်မှာစောင့်ကြည့်ရဲ့အကြီးကဲတွေအများကြီးရောက်ရှိနေကြပြီးတာကြီးကောင်းကင်နဲ့စိုးချန်းကအရန်ခက်ခဲလွန်းလာကြောင်းဂိုင်းချုပ်လေးအနေနဲ့အချိန်ယူကျင့်ကြံရလိမ့်မယ်ဆိုကဆွေးနွေးပြောဆိုနေကြပါတယ်။ ရှင်မူကျင့်ကြံနေတဲ့လက်ရှိပညာရက်ကတော့နေရာကူးပြောင်းတက်ဖြစ်ပြီးလူငယ်လေးတယောက်အတွက်နားလည်ဖို့အရန်ခက်ခဲလွန်းတာကြောင့်အချိန်ကြာမြင့်သွားမှကိုသူတို့စိုးရိမ်နေကြရပါတယ်။ဒါပေမဲ့သူတို့ရောက်သွားတဲ့အခါရှင်မူကနေရာကူးပြောင်းတက်ကိုတက်မြောက်သွားပြီဖြစ်ပေမဲ့ဥတီချက်ကိုတေချာတတ်မှတ်နိုင်ခြင်းမရှိလို့အဆောက်အဦတချို့ကိုဖျက်ဆီးပစ်မိလိုက်ပါတယ်။အကြီးကဲတွေကမယုံကြည်နိုင်ဖြစ်နေကြရပြီးချင်မူတက်ကြွန်ထားတဲ့စွမ်းအမြင့်ကိုတဲ့ကြောင့်ဒီကျင့်စဉ်တွေကိုလီမြန်စွာနားလဲသွားတာဖြစ်မှန်းယူဆလိုက်ကြရပါတယ် ။ချင်းမူလဲနောက်တစ်ကြိမ်ဆန်းသက်ကြည့်လိုက်ပေမဲ့အပြည့်အဝမကျွမ်းကျင်သေးတာကြောင့်ကြပန်းနေရာတွေစီသူ့အလိုလိုရောက်ရှိသွားခဲ့ပြီးကောင်းကင်နဲ့ကိုင်းရဲ့ရှေးဟောင်းအဆောက်အဦဖြစ်တဲ့6ခုမြောက်နှက်ကိုင်းချုပ်ရဲ့ဖီနစ်ခမ်းမကြီးတစ်ခုကိုဖျက်ဆီးပစ်မိလိုက်တဲ့အပြင်နေရာပေါင်းများစွာကိုထပ်မံကူပြောင်းသွားပြန်ပါတယ်။စွမ်းအားကုန်ဆုံးနှုန်းနဲ့ကျင့်စဉ်တစ်ခုဖြစ်တာကြောင့်အကြီးအကဲတွေလည်းချင်းမူတယောက်စွမ်းအားကုန်သွားတဲ့အခါတစ်ပင်တွေနဲ့နေရန်တွေကြားထဲမှာပိတ်မိသွားမှာကိုအရန်စိုးရိမ်သွားရပြီးအနောက်ကလိုက်ဖမ်းကြရပါတော့တယ်။ သူတို့ဟာချင်းမူကိုဖမ်းဆီးဖို့စ조사ကြပေမဲ့ချင်းမူကနေရအနှံ့ရွှေ့ပြောင်းနေတာကြောင့်ဖမ်းမိနိုင်ခြင်းမရှိကြတဲ့အပြင်အကြီးကဲတွေလည်းရေကန်ထဲတောင်ပြုတ်ကျကုန်ကြရပါတယ်။သူတို့ရဲ့နှက်ကိုင်းချုပ်လေးဟာဒီလိုမျိုးဖျက်ဆီးမှုတွေလုပ်ခဲ့ပေမဲ့နေရကူးပြောင်းခြင်းစဉ်ကိုအလီမြန်သိမ်းယူနိုင်တဲ့အတွက်ဘိုးဘေးဆရာကိုယ်တိုင်တောင်ဒီလောက်ထိညှော်မှန်းထားနိုင်မှာမဟုတ်ဘူးဆိုပြီးအကြီးကဲတွေလည်းကျင်းနဝန်းတာပေးနေခဲ့ကြပါတယ်။စွမ်းအမြင့်ကိုယ်တွေကတာမန်ခြင်းစဉ်တစ်ခုဖြစ်မှန်ဘိုးဘေးဆရာတည်သွားတဲ့အခါချင်းမူရဲ့ယုံကြည်ချက်လွန်ကဲမှုအပေါ်အံ့အားသင့်သွားခဲ့ရပါပြီ။ ဘာလို့လဲဆိုတော့ချင်းမူဟာပြိုင်ဘက်ကင်းချင်းစင်ကိုပိုင်ဆိုင်ရရှိထားတဲ့ဆိုပြီးစွမ်းအားကြီးကျင့်ကြံသူတွေကိုတောင်အဆင့်ကျော်တိုက်ခိုက်နေတာဖြစ်လို့အခုလိုကြားလိုက်ရခြင်းကိုမယုံကြည်နိုင်ဖြစ်နေရတာပါဒီကျင်းစင်မှာထူးခြားမှုထက်ရှိသေးလားမေးတော့ဒီကျင်းစင်ဟာအမောင့်ခစ်ကြီးမတိုင်ခင်ရှေးခေတ်ဟောင်းမှာရှိတဲ့တာမန်အခြေခံကြဆုံးခန္ဓာကိုယ်ကြန့်ခိုင်စေနိုင်မဲ့ကျင်းစင်တစ်ခုသာဖြစ်ကြောင်းရွာလူကြီးပြန်ရှင်းပြပေးလိုက်တဲ့အခါပိုလို့တောင်မယုံကြည်နိုင်ဖြစ်သွားကြရပါတယ် ရှေးခေတ်ကျင့်ကြံမှုကိုတာမန်လူတွေအနေနဲ့ကျင့်ကြံနိုင်ဖို့ခရင်လွန်းတာကြောင့်ချင်းမူကရှေးခေတ်ကျင့်ကြံသူလားဆိုပြီးမဖြစ်နိုင်တာကိုမေးကြည့်လိုက်တဲ့အခါမူအယ်ကဒီရွာမှာကြီးပြင်းလာတာဖြစ်ကြောင်းဒါပေမဲ့သူမွေးတဲ့နေရာကတော့ထူးဆန်းမှုတွေရှိနေတဲ့ဝူယိုမျိုးဖြစ်ကြောင်းရွာလူကြီးပြောပြလိုက်ပါတယ်။ဘိုးဘေးဆရာကဝူယိုမျိုးအကြောင်းတေချာနားလည်မှုမရှိတဲ့အတွက်ရွာလူကြီးကဒီညရောက်တဲ့အခါကျရင်ယုံကျဲမြစ်ထက်ပိုင်းမှာကျုံတဲ့အတူသွားရှာကြည့်ကြမလားဆိုပြီးကန့်လန့်ကြည့်လိုက်ပါတော့တယ်။ တဖက်မှာတော့ချင်းမူဟာဥတီချက်နေရာကိုကောင်းမွန်စွာထိန်းချုပ်နိုင်သွားပြီဖြစ်လို့အကြီးကဲတွေလည်းသူတို့ဂိုင်းချုပ်ကတာယီစုပေါင်းတိုင်းကျန်းကိုနောက်ဆုံးမှနားလေတက်ကျွမ်းသွားပြီဆိုပြီးဂုံပြုတ်ပေးလိုက်ကြပါတယ်။ချင်းမူကအကြီးကဲတွေကိုတစ်ချက်ကြည့်လိုက်ပြီးကောင်းကင်ဘရင်တွေဘယ်ချိန်တုန်းကရောက်နေကြတာလဲဆိုပြီးမေးလိုက်ပါတယ်။ဒီအချိန်ကျမှဗိုက်စားတဲ့ဝေဒနာကိုပြန်ခံစားလာရပြီဖြစ်လို့ဟူလင်းအာကအဖွားစစ်မွေးထားတဲ့ရင်းငယ်ကြီးတစ်ကောင်ကိုချက်ပေါင်တစ်ချောင်းလုပ်ပြပြီးချင်းမူစီလာရောက်ကြွေးပါတယ်။ အကြီးကဲတွေဟာချင်းမှုကိုစောင့်ကြည့်ရတာပင်ပန်းနေကြရပြီဖြစ်တယ်လို့ဂိုင်းထဲမှာလည်းရှုပ်ထွေးမှုထက်ဖြစ်မှာကိုအရန်စိုးရိမ်နေကြရပါတယ်။ဒီအချိန်မှာပဲချင်းမှုကတော်ဝင်ကျောင်းတော်မှာပညာသင်ကြားစရာတွေနဲ့လုပ်စရာတွေကြံသေးတယ်ဆိုတာသတိရသွားခဲ့တဲ့အတွက်သွားဖို့ပြင်ဆင်လိုက်ပါတယ်။အကြီးကဲတွေလည်းဝမ်းသာအားရဖြစ်သွားကြပြီးချင်းမှုလေးကနှက်ကိုင်းချုပ်ဖြစ်နေပေမဲ့ပညာရှာတဲ့အရွယ်ဖြစ်လို့အရေးကြီးကြောင်းပြောရင်ချက်ချင်းသွားဖို့တိုက်တွန်းလိုက်ကြပါတယ်။ တကယ်တော့သူတို့စိုးရိမ်နေတာကချင်းမူဒီမှာဆက်ရှိနေမယ်ဆိုရင်ဂိုင်းတစ်ခုလုံးပျက်စီးသွားနိုင်တာဖြစ်လို့ချင်းမူထွက်သွားတဲ့နောက်မှာတော့အကြီးအကဲတွေလည်းစိတ်သက်သာရရရှိသွားခဲ့ကြပါတော့တယ်။ဘာပဲဖြစ်ဖြစ်ချင်းမူဟာဖြစ်စည်းမှုတွေလုပ်ခဲ့ပေမဲ့ထူးချွန်တဲ့ပညာရှင်တယောက်အဖြစ်သူတို့မှတ်ယူထားခဲ့ကြသလိုတနေ့ကျရင် ရန်ခမ်းမင်းဆရာလိုနတ်ဖျားတွေအောက်ထိတ်တိလူကြီးကိုတောင်ကြော်လွန်ကောင်းကြော်လွန်နိုင်တယ်ဆိုပြီးအချင်းချင်းဆွေးနွေးနေလိုက်ကြပါတယ်။ ဒီအချိန်မှာပဲရန်ကန်တိုင်းပြည်နဲ့တခြားတိုင်းပြည်ကြားမှာစစ်ပွဲဖြစ်ပွားနေလျက်ရှိပြီးချင်းမှုထွက်သွားတဲ့ဘက်မှာပုံကံမှုတွေရှိနေကြတဲ့ဆိုတာအကြီးအကဲတွေပြန်တရီရလိုက်လို့အမြန်တားဆီးဖို့လိုက်သွားကြပေမဲ့အရန်နောက်ကျသွားခဲ့ရပါပြီ။ချင်းမှုကစစ်ပွဲနယ်မြေကိုဖျက်ဆီးပြီးအမြန်ခီးဆက်နေခဲ့တယ်လို့လေထဲပြန်တန်းနေတဲ့တင်းပေါ်ကြီးတစင်းကိုနက်မျက်လုံးစစ်ဆေးမှုအောက်မှာလက်မြင့်တွေ့လိုက်ရတာကြောင့်ခီးတဲ့အဖြစ်လိုက်ပါဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။တင်းပေါ်ပေါ်ချင်းမှုရောက်သွားတဲ့အခါကျူးကျော်သူဖြစ်တမက်ခံလိုက်ရပြီးဝိုင်းတိုက်ခံလိုက်ရပေမဲ့ကံကောင်းစွာနဲ့ပဲသူ့ကိုယ်သူကာကွယ်လိုက်နိုင်ပါတယ်။ လူငယ်လေးတယောက်မှန်းသိတော့ခေါင်းဆောင်ဖြစ်သူကသူ့လူတွေကိုအနောက်ပြန်ဆုတ်ခိုင်းတယ်လို့ချင်းမူကလည်းမြို့တော်ကိုလိုက်ပါခြင်းယုံတာဖြစ်ကြောင်းကြိုးရှင်းပြထားလိုက်ပါတယ်။ကွက်ချိုးမျိုးကိုလိုက်ချင်တယ်ဆိုရင်ငွေတင်းကတရားပေးရမယ်ဆိုပြီးပြောတော့ဈေးကြီးလွန်လိုက်တာဆိုပြီးချင်းမူနဲ့ဟူလင်းအာတို့ရေရွလိုက်ကြတဲ့အခါလက်ရှိအခြေအနေကစစ်ပွဲကြောင်းအလွန်အန္တရာယ်များနေတယ်ဆိုပြီးပြန်ပြောလာကြပါတယ်။သူတို့တွေကဒီလိုအခြေအနေကြားထဲမှာအသက်ကိုရင်းနေရသူတွေဖြစ်လို့ငွေတင်းကတရားကတတ်တာတဲ့အဖိုးနှုံထားဖြစ်ကြောင်းဝိုင်းဝန်းဖိအားပေးလာကြပါပြီ။ ဟူလင်းအားကဒါဟာဓမြတိုက်နေတာဆိုပြီးပြောပေမဲ့ချင်မူကတောင်းတဲ့ဈေးထုတ်ပေးလိုက်တဲ့အခါတင်ပေါ်သားတွေလည်းချင်မူကိုတက်တောင်းတတဖြစ်အောင်ဝိုင်းဝန်းနှိမ့်နေပေးနေကြကချက်ချင်းအချိုးပြောင်းသွားကြပါတော့တယ်။နဂါးစီးနှင်းသူဂိုင်းဘက်မှာတော့ရန်ခန်းတိုင်းပြည်ရဲ့ပုံကံမှုပြဿနာဟာသူတို့တွေရဲ့လက်ချက်ဖြစ်ပြီးတော်ဝင်တိုင်းပြည်နဲ့ဂိုင်းကြီးတွေကြားထဲမှာသွေးထုတ်လုံဆော့ထားကြလို့အခုလိုမျိုးကွက်ကျိုးမျိုးနဲ့အခြားမျိုးသုံးခုစလုံးမှာစစ်ပွဲဖြစ်နေပြီဖြစ်ကြောင်းဂိုင်းချုပ်ဖြစ်သူထံရှောက်တင်နေခဲ့ပါတယ်။ နေရာတစ်ခုမှာတော့အမျိုးသမီးတစ်ယောက်ကအသားစားပိုးကောင်တွေထိန်ချုပ်ဖြက်စီးခိုင်းနေပြီးလူတွေရဲ့အသက်ကိုဘာမှမဟုတ်သလိုတက်ဖြက်ပစ်နေခဲ့တဲ့အပြင်တင်းပေါ်ကြီးစီကိုလည်းတိုက်ခိုက်ခိုင်းလိုက်ပါသေးတယ်။စမ်းချီခန့်တက်ရဲ့ပိုးကောင်ဖြစ်မှန်းသိတဲ့အခါခေါင်းဆောင်ဖြစ်သူကအမြန်မောင်းထွက်ခိုင်းလိုက်ပေမဲ့သူတို့နောက်ကိုအမြန်လိုက်မိလာကြတဲ့အတွက်ချင်းမူကနေစွမ်းအင်တာလိုက်နဲ့ဖြက်စီးပေးလိုက်ရပါတယ်။ နေလုံးကြီးတစ်လုံးကတင်းပေါ်ထက်မှထိန်လင်းတောက်ပလာခဲ့ပြီးပိုးကောင်များကြီးကိုချီမုံပစ်လိုက်နိုင်တဲ့အခါအရန်ကောင်းတဲ့ဓာတိုင်းဆိုပြီးခေါင်းဆောင်ဖြစ်သူကချီမုံပေးလိုက်တယ်လို့သူ့ဘက်ကလည်းဖီနစ်ဆွမ်းအားထုတ်သုံးရင်းလောင်ကျွမ်းပစ်လိုက်ပါတယ်။အဲ့ဒီနောက်ခေါင်းဆောင်ဖြစ်သူကသူ့ကိုယ်သူဖန်ယွင်ရှောင်းဆိုပြီးစတင်မိတ်ဆက်ပေးလိုက်တယ်လို့ချီမူကလည်းတော်ဝင်ကျောင်းတော်ရဲ့ချီမူဆိုပြီးနှုတ်ဆက်လိုက်ကြပြီးတာနဲ့လက်ရှိပြဿနာဘက်ကိုပြန်လည်ရင်ဆိုင်ကြပါတော့တယ်။